ဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ SAD ဆက်တော့ပြပါမယ်နော် SAD part 4ပါနော်ကျွန်တော်တို့နော်ဟုတ်ကဲ့အဲ့တော့ VPN လေးလည်းခန့်ကြည့်ပြပုံမမိကြပါလေဘောနော်အဲ့တော့ SAD part 4လေးကျွန်တော်တို့ဆက်ပြီးတွေ့ပြပါမယ်။အဲ့တော့ SAD part 4ကကျွန်တော်တို့ example 7ကစမယ်ပေါ့။ example 7ကလွယ်ပါတယ်တိတ်ခက်ခက်ခဲမဟုတ်ပါဘူး။ pattern အကြောင်းလေးသိရင်ရပါတယ်။ဒီနှစ်မှာတဲ့ကျက်ဥကတဲ့ဘလောက်နေသွားလဲဆိုတော့ကျက်ဥဥတဲ့နှုံကပေါ့နော်။ပြီးခဲ့တဲ့နှစ်ထက်စရင် 30ရာခိုင်နှုန်းနည်းသွားတယ်အဲ့တော့ဒီနှစ်ဥတဲ့ချက်ဥအရေအတွက်က3500ဆိုရင်ပြီးခဲ့တဲ့နှစ်ကဘယ်လောက်ဥလဲဒါလည်းကျွန်တော်အရှိမတွက်ခဲ့တဲ့အတိုင်း initial fine နှုန်းနဲ့တွက်လာရပြီနော်ဒီနှစ်နဲ့ပြီးခဲ့တဲ့နှစ်မှာဆိုရင်ကျွန်တော်တို့ပဲကောင်က initial ဖြစ်မယ်နော်အရင်လာတဲ့ကောင်က initial ပေါ့အဲ့တော့ပြီးခဲ့တဲ့နှစ်ကပေါ့နော် last year ကဒါဒီ initial ဖြစ်ပြီးတော့ ဒီနှစ် this year က final ဖြစ်လိမ့်မယ်เนาะအဲ့တော့ဒီနှစ်တန်ဖိုးကိုပေးထားတယ်3500ပေးထားတယ်အရင်နှစ်ကတန်ဖိုးကိုမသိဘူးကျွန်တော်မသိခင် age ထားမယ်ဒါဆိုကျွန်တော်တို့သိထားမှဒီအမြဲတမ်း initial တို့မြည်ဒီမှာဘယ်လောက်ရခိုင်တော့เนาะ100ရခိုင်တော့ final မှာအခုကဘယ်လောက်တော့30နည်းသွားတယ်ဆိုတော့ဘယ်လောက်ကျန်မလို့80ကျန်မယ်ပေါ့အဲ့တော့ဒါကိုအချိုးချမယ်ဆိုရင် age မှာ100ရခိုင်တော့3500မှာ80ရခိုင်နှုန်းပေါ့เนาะဒါဆိုရင် age တန်ဖိုးကိုလိုချင်တယ်ဆိုရင်เนาะ 3500နဲ့တရာနဲ့မြောက်ရတဲ့အဖြစ်ကို80နဲ့စပါเนาะဒါဆိုရင်3500အမြောက်တရာရတဲ့အဖြစ်ကို80နဲ့စရင်ကျွန်တော်အဖြစ်ဒီပြီးကြတဲ့နှစ်ကဘယ်လောက်ရမလို့9000ဆိုပြီးရပါတယ်ပေါ့เนาะဟုတ်ရမယ်လို့မျှော်လင့်ပါတယ်เนาะဒါကတော့ကျွန်တော်တို့ဒါကြီးပုံစံနဲ့တပုံစံနဲ့ပါပဲเนาะ โอเคနောက်တစ်ခါ percent chain percent chain မှာလည်းကျွန်တော်တို့ဒီဒီမှာသင်ခဲ့ပြီးသားပါတော့ဒီမှာတော့ formula တော့သူကလိုပြောထားတော့ new value minus old value over old value multiply 100လို့ပြောထားတယ်ပေါ့ဒီဒီမှာဆိုတော့ကျွန်တော်ဘယ်လိုသင်လဲဆိုတော့ကျွန်တော်တို့က final နဲ့ initial နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ဟာလား final value minus initial value over initial value multiply 100 final ဆိုတာနောက်မှဖြစ်တဲ့တန်ဖိုး initial ဆိုတာအရင်ဖြစ်တဲ့တန်ဖိုးပေါ့နော်ဒါတော့ percent chain တွေအတွက်တဲ့အခါမှာသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ percent increase ပဲဖြစ်ဖြစ်ဒီ group ပဲဖြစ်ဖြစ်သုံးလို့ရတယ်နော်ဒီကောင်ကပဲသုံးလို့ရပါတယ် အဲ့ဒါဆိုရင်ဥပမာဆိုပါစို့ကျွန်တော်တို့ဒီ HTML 8ကိုဆိုပါစို့ HTML 8မှာဆိုရင်ပြောတာတော့ဆိုတော့ဟာလာ then TV ပြီးခဲ့တဲ့ဟာလာပြီးခဲ့တဲ့ဘာတော့ဒီ Black Friday မှာရောင်းရတဲ့ဘာတော့ TV အရေးအတွက်ရောင်းရတဲ့နှုန်းကဘယ်လောက်တော့685ပြီးတော့ဒါကအရင်ဘက်ကပေါ့နော်အရင်ဘက်ကနောက်ရတာပြီးတော့ the following week ဆိုတာကအခုနောက်အပတ်မှာလာမယ့်အပတ်မှာရောင်းရတာကဘယ်လောက်ရောင်းရတော့ 900ရောင်းရတယ်။အရင်ဘက်ကရောင်းရတာက685ဒီအဘက်မှာရောင်းရတာက900ဒါဆိုရင်သူပြောတာဒီဟာလာ what percent less than tv save ပေါ့နော်။ percent ဘယ်လောက်ညော့သွားတယ်လဲပေါ့။ပြီးခဲ့တဲ့အဘက်နဲ့ဒီအဘက်နဲ့နှိုင်းယှဉ်ပဲဆိုရင် percent အားဖြင့်ဆိုရင်ဘယ်လောက်ညော့သွားတယ်လဲ။ percent decrease ကိုမေးတာနော်။ percent decrease ပဲမေးမေး increase ပဲမေးမေး final value minus initial value over initial multiply ဘယ်လောက်နဲ့မြောက်လို့ရတော့100နဲ့မြောက်လို့ရတယ်เนาะအဲ့တော့အရင်လာတာက initial နောက်လာတာက final ဒါဆိုရင်ကျွန်တော်တို့တန်ဖိုးစားတဲ့မယ်ဆိုရင်ဘယ်ထဲကဘယ်ကိုနှုတ်မလို့900ထဲကနေ685ကိုနှုတ်ဘာနဲ့စား685နဲ့စားပါဆန့်လိုချင်ဘာနဲ့မြောက်မလို့100နဲ့မြောက်ပေါ့เนาะဒါဆိုကျွန်တော်တို့အဖြေသည်အနည်းစားဆုံးဘယ်လောက်ရမလဲဆိုရင်29เนาะဟုတ်လားဒီမှာဆိုရင်ကျွန်တော်တွက်လိုက်မယ်เนาะ sorry နောက်တယ်29ရလိမ့်မယ်เนาะ900ထဲကနေ685ကိုနှုတ် ရတဲ့အဖြေကိုပါနေစားမလို့685နဲ့စားမယ်နော်ဒါဆိုရင်သူကအနောက်နောက်နောက်ထပ်လေးမျော့သွားတာဖြစ်တဲ့အတွက်ဒါပေမဲ့ကျွန်တော်တို့က percent decrease percent increase မှာအဲလက္ခဏာထည့်ပေးစရာမလိုဘူးနော်အဲ့တော့ကျော့သွားတာဘယ်လောက်ကျော့သွားလဲဆိုရင်တရားနဲ့မြောက်တဲ့အခါမှာ28အတိတော့ရမယ်နော်28ကြာခိုင်နှုံရမယ်ဒါကြောင့်ကျွန်တော်တို့အဖြေစီ number B ပါနော်ဟုတ်ကဲ့ရမယ်လို့မျှော်လင့်ပါတယ်နော်ဒါဆိုရင်နောက် examen 9 examen 9လည်းဒီအတိုင်းပဲပြီးခဲ့တဲ့အပတ်မှာရောင်းရတာက480ဒီအပတ်မှာရောင်းရတာက อืมอ๋อ sorry ဒီခါကျတော့တောက်ထိုးပေးထားတာเนาะဒီအပတ်မှာရောင်းရတာကဘယ်လောက်တော့480 previous week ဆိုတော့ဟိုအရင်ဘက်ကเนาะအရင်ဘက်က previous week ဆိုတော့အရင်ဘက်ကရောင်းရတာက320ဒါဆိုရင် percent increase ဘယ်လောက်တော့အဲ့ဆိုဒီမှာဆိုရင်လက်ရှိရှိတာကဟုတ်လားလက်ရှိရှိတာရဲ့အရင်အပတ်နဲ့ဆိုတော့အရင်ဘက်ကအရင်လာတာမလို့အရင်လာတဲ့အကောင်ကို initial နောက်မှလာတဲ့အကောင်ကို final ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ final value minus initial value over initial value နဲ့စာ100နဲ့မျှောင်းရင်ရပြီเนาะ ဒါဆိုလည်းလွယ်လွယ်လေးပဲเนาะဒါဆိုကျွန်တော်တို့47%လောက်ရမယ်เนาะအနည်းဆက်ဆိုယူမယ်ဆိုရင်တော့အတိအကျတွက်မယ်ဆိုရင်တော့ကျွန်တော်480တွေကနေ320ကိုနှုတ်ရတဲ့အဖြစ်ကို320နဲ့စာရင်အတိအကျတွက်မယ်ဆိုရင်တော့46.85เนาะအဲ့တော့46.85ဆိုတော့အနည်းဆက်ဆုံးယူတော့ကျွန်တော်တို့ဘယ်လောက်ယူလို့ရတော့50ခွန်ယူလိုက်တယ်ပေါ့เนาะဟုတ်ဒါလေးတွေရမယ်လို့ပြောနေပါတယ်เนาะဒါကတော့ GD ပုံစံလေးတွေဆိုတော့လွဲပါတယ်เนาะโอเค ဒါဆိုရင်ကျွန်တော်နောက်တစ်ခုပါเนาะနောက်တစ်ခုကလည်းဒီတိုင်းပါပဲဒါကြတော့ percent degree ကိုပေးထားတယ်เนาะ percent degree 2010ကနေ2017အတွင်း percent degree က20ရာခိုင်နှုန်းလျှော့သွားတယ်အဲ့ဒါဆိုရင်2027မှာ K ဖြစ်တယ်ဆိုရင် 2010မှာဘာလောက်ဖြစ်တယ်လဲပေါ့ဒါဆိုရင်တော့ကျွန်တော်တွက်နေကြပါတော့ initial final ဘက်သုံးတက်မယ်နော်အဲ့တော့ initial condition နဲ့ final condition ရှိမယ် initial ကအရင်လာတဲ့ကောင်နော်အခုက2010နဲ့2021 2017ဆိုတော့2017ကနောက်မှလာတာ2010ကအရင်လာတာအဲ့တော့2010မှာရှိတဲ့ကောင်ကိုမေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် initial မတိခိမ့်ပါထားမယ်တော့ x ထားမယ်ကျွန်တော်တို့အဲ့ဒီ x tempo ကိုရှာပေးရမယ်နော် final demo က2017မှာရှိတဲ့ demo ဘာလောက်ပေးထားတော့ kg လို့ပေးထားတယ်။သူပြောထားတာကဟုတ်လား initial တော့မြည်တယ်ဘာလောက်ရခိုင်တော့လို့အမြဲတမ်းသိရမယ်။ initial တော့မြည်ဒီမှာတက်ရရခိုင်တော့သူပြောထားတာက20ရာခိုင်တော့ရ ော့တယ်ဆိုတော့ဘယ်လောက်ကြံမလဲ80ရာခိုင်နှုန်းကြံမယ်ပေါ့နော်ဒါဆိုကျွန်တော်အချိုးချမယ်ဆိုရင် h မှာဘယ်လောက်ရာခိုင်နှုန်းတော့100ရာခိုင်နှုန်းဟုတ်လား80ရာခိုင်နှုန်းမှာကျွန်တော်ဘာလို့ပြောတော့ k လို့ပြောတယ်အခုကျွန်တော်တို့ရှာကျင်တာ initial value ကိုရှာကျင်တာဖြစ်တဲ့အတွက်ကြောင့် h tan ကိုရှာကျင်တယ်ဆိုရင် k နဲ့ဘာနဲ့မြောက်မလို့100နဲ့မြောက်မယ်ရတဲ့အဖြေကို80နဲ့စားမယ်ဒါဆိုရင်ကျွန်တော်အဖြေဘယ်လောက်ရမလို့ဆိုရင်100ကိုကျွန်တော်80နဲ့စားလိုက်မယ်ဒါဆိုရင်1.25ရမယ်ဒါဆိုကျွန်တော်အဖြေဒီ 1.25k ပါနော် အတော့တော်တော်လေးပါနော် initial file နဲ့သိရင်တွက်လို့ရပါတယ်နော်ဒါလေးတွေကနော် background initial လဲ background file လဲခွဲလိုက်ပါနော်ဒါဆိုရင်ကျွန်တော်အဖြေဒီ level C ပါနော်โอเคဒါကလည်းဒီတိုင်းပါပဲကျွန်တော်တို့ဒီပါပြောရတော့10တန်းចောင်းသားတွေထဲမှာ40ရာခိုင်နှုန်းကကြာတော့ဘာဖြစ်နေရတော့ red dots red soft fan ဖြစ်တယ်ပေါ့နော်ဟလာဒီသူတို့အသင်းပေါ့နော်အသင်းရဲ့ဒီဟလာအားပေးတယ်ပေါ့နော် red soft ဆိုတဲ့အသင်းကိုအားပေးတယ်ပေါ့နော်အဲ့ပြီးတော့အဲ့ဒီ40ရာခိုင်နှုန်းထဲမှာမှာတဲ့နော် ဟုတ်လား among these resort fan ပေါ့နော်အဲ့ဒီ40ရာခိုင်နှုန်းထဲမှာမှာနောက်ထပ်20ရာခိုင်နှုန်းကကြတော့ပါတော့ certified fan ဖြစ်တယ်ပေါ့နော် certified fan ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဘာလိုချင်တာတော့ဆိုတော့ what percentage of 10th grade at the school are both resort fan and certified fan ပေါ့နော်ဟုတ်လားအဲ့တော့ resort fan နဲ့ certified fan ပေါင်းရင်နှစ်ခုပေါင်းရင် percent ဘယ်လောက်လဲလို့မေးတာနော်ဒါဆိုကျွန်တော်တို့အရင်ဆုံးကျွန်တော်လူကြီးကိုအရင်တွက်မယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီလူကြီးက ျွန်တော်တို့သိကြတာဆိုတာကလူကြီးဘယ်လောက်လဲဆိုတာကျွန်တော်တို့မသိဘူးမသိခင်းထားလဲလို့ရတယ်ပေါ့နော်ဒီမှာတော့သူကမသိခင်း100ယူတယ်ပေါ့မသိခင်းမသိခင်း h to 1လို့ထားခြင်းလဲထားလို့ရတယ်ဒါမှမဟုတ်သူကသူကဏ္ဍတစ်ခုခုယူလိုက်လဲရတယ်ပေါ့နော်အဲ့တော့100ယူပြီးတော့လဲရတယ်ကျွန်တော်နှမျိုးလုံးတက်နှမျိုးလုံးတက်ပြလိုက်မယ်နော်ကဲထားပါတော့အဲ့ဆိုကျွန်တော်တို့ကပထမဆုံးထားပါတော့ចောင်းသားဘယ်နှယောက်ရှိတယ်ဆိုတာစုစုပေါင်းဘယ်လောက်ရှိကြမသိရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်100ယူရဲဆိုပါဆိုအဲ့ဆိုကျွန်တော်သားစုစုပေါင်းကိုကျွန်တော်100လို့ယူစားတယ်ဆိုရင်အရင်ဆုံးကျွန်တော်ဘာတက်လို့ရတော့ rest of fan ကိုတက်လို့ရတယ်ရက်ဆော့ဖန်ကကျွန်တော်စုစုပေါင်းရဲ့ဘယ်လောက်ရခိုင်တော့နော်40ရခိုင်တော့ဒါကြောင့်မလို့40ရခိုင်တော့တရားနဲ့မှတော့ဘယ်လောက်ရ မှာတော့ចောင်းသား40ပြီးတော့မှာ setit fan เนาะအဲ့ဒါ setit နဲ့မှာတော့အဲ့ဒီမှာပါတော့နားပါတော့ setit fan ပေါ့နော်ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်ပါတော့ setit fan ပေါ့အဲ့တော့ setit fan ကိုကျွန်တော်အရင်တော့မယ်သူကတော့ဒီမှာ resort နဲ့ setit fan ဆိုနှစ်ခုပြန်တွက်နေရနော်အဲ့တော့ကျွန်တော်တကယ်တကယ်ကတော့ among those resort fan 20% are also setit fan အော်ဟုတ်ပြီအဲ့တော့သူပြောချင်တာကနည်းနည်းလေးဒီပုံစံနည်းနည်းလေးကောင်းတယ်နော်အဲ့ဒီဟာလား အဲ့ဒီ40ထဲမှာအဲ့ဒီ40ထဲမှာ20ရာခိုင်နှုန်းကဘာဖြစ်တယ်တော့ selective fan လေးဖြစ်တယ်အဲ့ဆို selective fan ကကြတော့ဒီ40ရဲ့ဘယ်လောက်ရာခိုင်နှုန်းတော့20ရာခိုင်နှုန်းနော်ဟုတ်ပြီနော်ဒီ resource fan ဆိုတော့ဘယ်လောက်ကြတော့အယောက်40ရာတယ်အဲ့အယောက်40ရဲ့ဘယ်လောက်ရာခိုင်နှုန်းတော့20ရာခိုင်နှုန်းဒီဘာဖြစ်တယ်ပြောတော့ selective fan လို့ပြောတယ်ဒါဆိုကျွန်တော် selective fan လို့ပဲအရင်တွက်လိုက်မယ်နော်တူတော့နှစ်ခုရေးထားတယ်နော် အဲ့တော့ certificate fan လို့တွတ်မယ်ဆိုရင် certificate fan ပမာဏကိုလိုချင်တဲ့ဆိုရင်20% off ပါတော့ rest of fan rest of fan ကဘယ်လောက်တော့40ဆိုတော့40နဲ့မြောက်မယ်ပါစံပြောက်ချင်ပါနဲ့စားမယ်လို့တရားနဲ့စားမယ်နော်ဒါတော့အသေးသေးလေးပြောစရာမလိုဘူးထင်ပါတယ်နော်ဒါဆိုကျွန်တော်ဘယ်လောက်ရမလို့ရှေ့ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့သိထားရမှာဒီကဒါဆိုကျွန်တော်တို့သိထားမှဒီကစုစုပေါင်းရှိတာကအယောက်တရာအဲအယောက်တရာမှမှဟာလားအယောက်တရာမှမှ rest of fan က40ဟာလားပြီးတော့ certificate fan ကဘယ်လောက်တော့8ယောက် ဒါပေမဲ့အဲ့ set fan ကလည်းပါပဲတော့ rest of fan ပဲเนาะ rest of fan နဲ့ကနေပြန်ပြတ်တော့ဒါမဲ့လည်းတော့တူတူကြီးလည်းမှန်တယ်ပေါ့เนาะ sorry เนาะအဲ့တော့ rest of fan နဲ့ set fan ကဘယ်နှစ်ယောက်တော့ရှေ့ရောက်အဲ့တော့သူလိုချင်တာဘာလိုချင်တာတော့ rest of fan လည်းဖြစ်တယ် set fan လည်းဖြစ်တယ် ayuda ဆိုတော့ဒီပမာဏကိုမေးတာပဲเนาะအဲ့တော့ကျွန်တော်ဘာလို့ဒီပါနဲ့စားမလို့8ကိုဒီစုစုပေါင်း100နဲ့စား percent လိုချင်တော့လိုချင်တာကိုဒီစုစုပေါင်းနဲ့စား100နဲ့မြောက်ရင်ရတယ်ပေါ့ ဟုတ်သလားမသိဘူးเนาะအဲ့တော့ကျွန်တော်လည်းပြန်ရှင်းပြမယ်เนาะနည်းနည်းရှုပ်သွားပြန်ပြောပြမယ်ပထမဆုံးသူပေးထားတာကကျွန်တော်ចောင်းသားဘယ်နဲ့ရောက်လဲအတိအကျမသိဘူးမသိရင်ကျွန်တော် h ထားတယ် h ထားလိုက်ရတယ်တရားထားလိုက်ရတယ်အခုဒီမှာတော့ကျွန်တော်တရားထားတယ်ပေါ့เนาะတရားထားလိုက်တယ်အဲ့ဒါမှသူပြောထားတာဒီ rest of fan ကဘယ်နဲ့ရောက်ဘယ်လောက်လို့40ရာခိုင်နှုန်းအဲ့တော့အဲ့40ရာခိုင်နှုန်းတော့တရားရဲ့40ရာခိုင်နှုန်းဆိုတော့အယောက်40ရာတယ် အဲ့ဒါကမှသူကပါတော့အဲ့အယောက်40ထဲမှာမှဘယ်လောက်တော့20ရာခိုင်နှုန်းကဘာလဲဖြစ်တော့ setit fan လည်းဖြစ်တယ် resort အသင်းကိုလည်းအားပေးတယ် setit အသင်းကိုလည်းအားပေးတယ်ပေါ့ဒါဆိုရင်အဲ့ဒီ setit အသင်းလည်းအားပေးတာဆိုရင်ဘယ်နဲ့ရောက်လဲချက်ရနေဆိုရင်ကျွန်တော်ဒီ20ရာခိုင်နှုန်း40ရာခိုင်ဘယ်လောက်ကျန်အောင်20ရာခိုင်နှုန်းရှာတော့ဘယ်လောက်ရအောင်6ရောက်ရတယ်အဲ့တော့တကယ်ပြမယ်ဆိုဒီ6ရောက်ဒီဟာလာဒီ resort fan အခြေတော်ထက်ကပြတ်တော့တာဖြစ်တဲ့အကြောင်းသူဒီ setit ကိုလည်းအားပေးတဲ့သူ resort ကိုလည်းအားပေးတဲ့သူနှစ်ခုသလုံးကိုအားပေးတာဒါကြောင့်မလို့နှစ်ခုသလုံးအားပေးတာဘယ်နဲ့ရောက်တော့6ရောက်အဲ့ဒါအောင်မှာကျွန်တော်ပါဆက်လို့ကျွန်တော်လိုချင်တာကိုဒီစုစုပေါင်းနဲ့စာတရားနဲ့မြောက်ဆိုတော့အဲ့ကိုဒီဘာနဲ့စ တရားနဲ့စာနော်တရားနဲ့ပြန်မှောက်တော့ဘယ်လောက်ရကန်နှုံးမယ်လို့800ကနှုံးမယ်ပေါ့နော်ဟုတ်ရမယ်လို့ပြောနေပါတယ်နော်အဲ့တော့မတိကိန်းထားပြီးတော့တော့ပြပြတော့ပါဦးကျွန်တော်ရှင်းနေမှာသလိုနော်မတိကိန်းတရားမှမဟုတ်ဘူးနော်ကြိုက်တဲ့ကိန်းထားပြီးတွက်ကြည့်လို့ရတယ်နော်တွက်ကြည့်ကြည့်ပါနော်โอเคအဲ့တော့တကယ်လို့ဥမာကျွန်တော်ကဟာလား တရားမဟုတ်ဘဲနဲ့တရားပေါ့နော်တစ်ဆယ်ထားလဲရတယ်တစ်ဆယ်ထားတယ်ဆိုရင်ဒီမှာစားတဲ့အခါမှာဒီရတာဒီမှာရှစ်တော့ပဲရတော့ဘူးနော်ဒါဆိုတကယ်တမ်းသိသွားလိမ့်မယ်ဇီယိုဇီယိုဝိုင်းအိတ်တို့ပါလဲရတာလေးမယ်နော်အဲ့တော့ရတာတဲ့ကဏ္ဍကိုဒီဘာနဲ့စားမလို့တစ်ဆယ်နဲ့စားပေါ့နော်လိုချင်တာကိုဒီစုစုပေါင်းနဲ့စားတရားနဲ့မြတ်ပေါ့နော်အဲ့တော့ကိုထားတဲ့ကဏ္ဍပုံမူတည်ပြီးတော့ဒီကဏ္ဍတွေရတော့လိုက်ပြောင်းသွားလိမ့်မယ်နော်ဟုတ်ရမယ်လို့မျှော်နေပါတယ်နော်အာဒါဆိုကျွန်တော်ဒီအဆက်အစားလေးကျွန်တော်တို့၄၅၀ဘလော့တော့ကျွန်တော်စတ်တော့ကြည့်လိုက်မယ်နော် ဒါဆိုရင်ဒီမှာပြောထားတော့နံပါတ်1ကပြောထားတော့ဆိုတော့ if a k ရွေးတဲ့ h is 50% larger than z h က z ထက်ဘလောက်ရာခိုင်နှုန်းများတယ်ပြောတော့90ရာခိုင်နှုန်းများတယ်အဲ့ဆိုကျွန်တော်တို့အမြင်အနည်းတွေ့မယ်ဆိုရင်ဘယ်လိုတွက်လို့ရတော့ဟာလား h ဒီဟာလား90ရာခိုင်နှုန်းများတယ်ဆိုတော့မူလရှိတာ100ရာခိုင်နှုန်း100ရာခိုင်နှုန်း90ပေါင်းတော့150ရာခိုင်နှုန်း150ဆိုတော့150ရာခိုင်နှုန်းကိုတသမပြောင်းရင်ကျွန်တော်ဘယ်လောက်ရမလဲ1.5ဒါကြောင့်မလို့ h ဒီ y ဒါ z ထက်ဘလောက်များလဲပြောတော့ဟာလား h ဒီ z ထက် 50ရာခိုင်နှုန်းပိုများတယ်ဆိုတော့ 1.5x ပေါ့ 1.5z ပေါ့နော် H တန်ဖို့ဒီ sorry เนาะကျွန်တော်နည်းနည်းလေးဟိုနေ့ဖြစ်သွားတယ်ဖုန်းလေးဖုန်းလေးတကောင်းဝင်လာလို့เนาะ sorry เนาะ okay ဒါဆိုကျွန်တော်တို့ဟုတ်ပြီဒါလေးကျွန်တော်ပြန်သွားမယ်เนาะဒါဆိုရင်ပထမပြောထားသည် H ဒီဘယ်လိုထက်တော့ Z ထက်ဘယ်လောက်ရာခိုင်နှုန်းများတော့50ရာခိုင်နှုန်းများတယ်လို့ပြောတယ်ဒါကြောင့်မလို့ကျွန်တော်စိတ်နဲ့စဉ်းစားကြည့်လိုက်ပါတော့မူလရှိတာက150တိုးသွားတယ်ဆိုတော့150 150ရာခိုင်နှုန်းကိုတသမတ်နဲ့ပြောင်းရင် တရာနဲ့စားမယ်ဒါဆိုရင်1.5နော်ဒါဆိုရင် AC wine ထက်ဘယ်လောက်များတော့ AC wine ထက်50ရာခိုင်နှုန်းများတယ်ဆိုတာဒီနေ့ပြပြမယ်ဆိုရင် sorry AC Z ထက်150 50ရာခိုင်နှုန်းများတယ်ဆိုတာဒီနေ့ပြပြမယ်ဆိုရင် AC equal to ကျွန်တော်ဘာလို့ရေးလို့ရတော့1.5 Z လို့ရေးလို့ရတယ်နော်ဒီအတိုင်းပဲကျွန်တော်နောက်တစ်ခုပြလာတာ wine ဒီ Z ထက်ဘယ်လောက်များတော့20ရာခိုင်နှုန်းများတယ်အဲ့တော့မူလရှိကြတရာတရာကို20ပေါင်းတော့120ဒါကြောင့်မလို့ကျွန်တော်ဘယ်လိုရေးလို့ရလဲဆိုတော့ wine equal to 1.2Z လို့ရေးလို့ရတယ်နော် အဲ120ရာခိုင်နှုန်းကိုဒသမပြောင်းရင်ကျွန်တော်အရင်ဗီဒီယိုပြောခဲ့ပြီလားနော်1.2ရမယ်ပေါ့ဒါဆိုသူတို့ကျင်တာကဘာနဲ့ဘာနဲ့နှိုင်းချင်တာ8နဲ့1နဲ့နှိုင်းချင်တာ8ဒီ1ထက်ဘလောက်ပိုများတယ်လဲလို့ကျင်တာဒါဆိုရင်ကျွန်တော်ဒီဟာလား8ကိုပဲအရှိရထားလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ဒီအနောက်က z နေရာမှာဒီ8ရှိရဒီနောက်မှာ z နေရာမှာကျွန်တော် y ကိုအစားသွင်းမယ်ဒါဆိုကျွန်တော်ဒီအောက်က equation နေကျွန်တော်ပါရမလို့ဆိုတော့ z တန်ဖိုးဒီ y over 1.2ပေါ့ဒါကိုကျွန်တော်ဒီမှာအစားသွင်းလိုက်မယ်ဒါဆို8ကိုလိုချင်တယ်ဆိုရင်1.5 multiply y over 1.2 ဒါဆိုရင်1.5ကို1.2နဲ့စားရင်ကျွန်တော်1.25ရလိမ့်မယ်နော်1.25 wine ရလိမ့်မယ်ဒါဆိုကျွန်တော်တို့ရှင်းသွားပြီနော်အဲ့တော့ Istanbul ဒီ wine ထက်ဘယ်လောက်ပိုများတော့0.25ပိုများတယ်အဲ့တော့0.25ပိုများတယ်ဆိုတော့ဘယ်လောက်ရခိုင်တော့နော်25ရခိုင်နှုန်းပေါ့နော် ရမယ်လို့မျှော်လင့်ပါတယ်နော်ဒါဆိုရင် HTML ဒီဘယ်လောက်ရခိုင်နှုန်းလို့25နဲ့5ရခိုင်နှုန်းအဲ့တော့အဲ့လိုတွက်လဲရတယ်လို့ကျွန်တော်တို့ဒီ solution book ဒီမှာပါတဲ့အတိုင်းတွက်မယ်ဆိုရင်တော့ကျွန်တော်တို့က z ကိုမလိုချင်ဘူး html y net ကိုလိုချင်တာဖြစ်တဲ့တကြောင် z stem ကိုမသိခင်တက်ခုထားလိုက်ပေါ့ဥမာ z ကိုကျွန်တော်တို့ကကြိုက်တဲ့ခင်တက်ခုထားလိုက်တရားထားတာတဆယ်ထားတာတထောင်ထားတာထားကြတာထားလိုက်ပေါ့နော်အဲ့တော့ percent အပြင်ဆိုတော့တရားထားတာပို့လို့ဆိုတော့ကျွန်တော်တရားထားလိုက်မယ်အဲ့တော့ z ကိုတရားထားတယ်အဲ့ဒါဆိုရင်ကျွန်တော်ဘာရမလို့ဆိုရင်ဟာလာသူပြောထားတာဒီ အဲ့လိုအဲ့လိုထားပြီးတော့လဲရရနော်အဲ့ဆို ace ဒီဘယ်လိုထက်တော့ z ထက်ဘယ်လောက်များတော့90ရာခိုင်နှုန်းများတယ်90ရာခိုင်နှုန်းများတာဖြစ်တဲ့အတွက်ကြောင့်ဟာလား 50ရာခိုင်နှုန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စွပြောကြတိုင်းပဲဟလာအင်ဒီရှယ်ကတရ50ရာခိုင်နှုန်းများတယ်ဆိုတော့50ပိုတက်လာတာပေါ့ဒါဆိုကျွန်တော်ဘာဖြစ်သွားမလဲတိတ်အိတ်တန်ဘောဘာဖြစ်သွားမလဲအိတ်တန်ဘောစီတရနဲ့50ပေါ့နော်ဆိုတော့ပြောကြတိုင်းပဲ1.5နဲ့ပါနဲ့မြောက်လို့ရတော့1.5နဲ့ဇက်တန်ဘိုးနဲ့ပေါ့နော်ဇက်နဲ့မှာကျွန်တော်တရထည့်တယ်ဆိုတော့တရပေါ့ဒါဆိုဘယ်လောက်ရမလဲတရနဲ့50ပေါ့နော်အဲ့တိုင်းပဲကျွန်တော်ဘာလို့ကျွန်တော် YND ကကြတော့120 20ရာခိုင်နှုန်းများတယ်ဆိုတော့120ရာခိုင်နှုန်း120ဆိုတော့1.2ဇက်တန်ဘိုးကတရဆိုတော့ဘယ်လောက်ရမလဲတရနဲ့20ဒါဆို X နဲ့ Y နဲ့ဘယ်သူကဘယ်လောက်တက်ပို့များ လဲဆိုရင်ကျွန်တော် x ကိုဒီဘာနဲ့စာကြည့်လို့ရတော့ y နဲ့စာကြည့်လို့ရတယ် ့8ကို1နဲ့စားရင် sorry ဘလောက်ပိုများတယ်လဲသိကျင်တာဖြစ်တဲ့တရား8တက်ပွင့်နဲ့ y နဲ့မို့သိတယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုတွက်ကြမလဲဆိုရင် percent increase ပေါ့နော် percent increase တော့မယ် percent increase ကိုလိုချင်တယ်ဆိုရင်ဘယ်ထက်ဘယ်လိုနှုတ်မလို့ final value တွေကနေဒါတွေကြက်တဲ့တန်းနှုတ်လို့ရအောင်နော် final value တွေကနေ initial value ကိုနှုတ်ဘာနဲ့စားမလို့ initial နဲ့စားဘာနဲ့မြောက်မလို့တရားနဲ့မြောက်မယ်နော်ဒါဆိုကျွန်တော်ဘလောက်တိုးသွားတယ်လဲသိကျင်တာဘလောက်ပိုကြီးသွားတယ်လဲသိကျင်တာဖြစ်တဲ့တရားကြီးသွားတဲ့ကောင်ကိုကျွန်တော်က final ယူတယ်ငယ်တဲ့ကောင်ကို initial ယူတယ်ပေါ့အဲ့တော့ဒီလိုတွက်ကြည့်ရင်လေကျွန်တော်တို့အဖြေပါပြတ်ပါတော့အတူတူပဲထွက်ပါလိမ့်မယ်နော်ဘလောက်ရလိမ့်မလို့25ရ ာခံတော့မရပါလိမ့်မယ်ကျန်စလို့တွေ့ကြည့်ပါပတ်စံကတော့ကျွန်တော်တို့ဟိုနေကန့်လာထတာမရှိဘူးကိုကလေးတွေကိုနားလည်လို့တွေ့လို့ရတယ်အရင်ကြီးကြီးဆရာတွေသင်ပေးတယ်လို့တွေ့လို့ရတယ်ပေါ့နော်โอเคနောက်တစ်ခုနံပါတ်2နံပါတ်2ခါကျတော့ဗာပြောထားတယ်ဆိုတော့ Veronica has a bank account that an ampersand interest compound ဒါလည်း compound interest ပေါ့ဗျာနော် compound တဲ့ဘာလို့ပြောလဲ annually နော် annually ဆိုတော့ဒါကျွန်တော်တို့ဒီ and ambo ကျွန်တော်တို့ဝမ်းယူမယ်နော် and ပြီးတော့ issue open the bank account စသဖွင့်တာ200ဆိုတော့ဒါပါတော့စဖွင့်တဲ့ amount လို့ပြီးတန်ဖို့ပေါ့နော်အဲ့တော့ the expression နဲ့ဟလာ200 multiply h power t represent the amount of the account after td ရအော်ဒီမှာ equation လည်းပြပြီးသားဒါဆိုရင်ဘာလို့ကျွန်တော်လဲဆိုတော့ which of the following gives ace in terms of m အဲ့ဆိုရင်ဒီ h တန်ပိုလီယာဘာလဲပေါ့အဲ့တော့ထားပါတော့ကျွန်တော်တို့ဒီဘာဒီဒီ expression ကဘာကိုပြောရအောင်ဆိုတော့ the account after tier t t အနှစ်ကြာပြီးတဲ့အချိန်မှာရှိတဲ့ဘာတန်ပိုလို့ စုစုပေါင်းတန်ဖိုးဆိုတော့ဒါပါတော့ a တန်ဖိုးကိုပြထားတာပေါ့နော်ဒါဆိုကျွန်တော်တို့က compound interest formula ပဲရေးလိုက်မယ်နော် compound interest formula a equal to p multiply 1 r power r over n power n d ဆိုတာရှိတယ် n က annually လို့ဖြစ်တဲ့အတွက်ကြောင့် n တန်ဖိုးက1သုံးမယ်နော် p တန်ဖိုးကစုစုပေါင်းပေးထားတာ200ပေးထားတယ်1 plus အတိုးနှုန်းက n percent percent ကိုဖျောက်ချနေဆိုရင်100နဲ့စားမယ်0.0 m ပေါ့နော်0.0 m ဒါမှမဟုတ်0.01 m လို့ပြောလို့ရရတယ်နော် โอเคตัวอ่ะဒီမှာ0.01လို့မြင်လို့ကျွန်တော်0.01ပြောင်းလိုက်တာเนาะအဲ့တော့0.0 m လို့ပြောလဲရတယ်0.01 m လို့ပြောလဲရတယ်เนาะအဲ m ကို100နဲ့စားတာပေါ့တနည်းပြောပဲဆိုရင်เนาะ m ကို100နဲ့စားရင်1ကို100နဲ့စားတော့0.01ပေါ့เนาะနောက်က m က m အတိုင်းရေးတာပေါ့เนาะโอเคဒါဒီလိုရှိတယ်ပေါ့เนาะโอเคอ่าပြီးတော့ဘာရှိမလို့ဆိုတော့အောက်က n တန်ဘောက1ဆိုတော့ကျွန်တော်မထည့်တော့ဘူးပြီးတော့ n နေရာမှာ1 t နေရာမှာက t ဒါဆိုကျွန်တော်တို့ရမယ့်အဖြေကဘယ်လိုရမလဲဆိုရင်ဒီလိုရတယ်အဲ့တော့မှသူပေးထားတဲ့ expression ကဘယ်လိုပေးထားတော့200 x power t ဆိုတော့ဒါဆိုကျွန်တော်တို့ရှင်းသွားပါပြီเนาะအဲ့ဒါ h tan ဘိုးစီဘာနဲ့ညီမလို့ဆိုတော့1 0.01 m နဲ့ညီမယ်ဆိုတော့ကျွန်တော်တို့အဖြေဒီပါရမှာတော့ a ရပါမယ်เนาะဒါတော့ compound interest formula လေးသုံးတိုင်းရပါတယ်เนาะမခက်ပါဘူးเนาะနောက်နံပါတ်3နံပါတ်3ကကြတော့ဟုတ်လား index survey of 400 senior senior အယောက်400ကို survey လုပ်တယ်အဲ့ဒီမှာ8% နော်ဘာလို့ပါဆန်လဲမသိဘူးနော်အဲ့ပါဆန်ကသူတို့ကဘာလို့လို့တော့သူတို့ကဘာလို့ faces ကို major ယူထားတယ်ပေါ့နော်ပြီးတော့ one university has used this data to estimate the number of faces major that expected that entire the class or ဟာလာအဲ့တော့လူကြီး3000တောင်ကျောင်းသားသူတို့ပေါ3300ကိုလေ့လာဖို့အရန်အတွက်ဒီ formula ကိုသုံးတယ်ပေါ့နော်ဒီဒီပါဆန်ပမာဏကိုပဲသုံးတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့သဘောတရား if the university expected 66 ဟုတ်လားဘာလို့ major ဖြစ်တယ်ဆိုရင် six 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 physics major ရတယ်ဆိုရင်သူ့ရဲ့ x value 8%ကဘလောက်လဲလို့မေးတာဒါဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင် သူပြောထားတာကလူဦးရေဘလောက်မှာတော့3300မှာဟုတ်လား3300မှာ ဒီရတာကဘယ်လောက်လို့ပြောတော့66ရောက်ကျွန်တော်ဒါဝက်3ဒေါ်လာရရနော်အဲ့တော့3300မှာ66ရောက်အဲ့66ရောက်ကပါဆန်ကဘယ်လောက်လဲပေါ့ပါဆန်ဒေါ်လာရပြီပေါ့နော်အဲ့တော့ပါဆန်ကိုလိုချင်နေဆိုရင်666ကိုဒီပါနဲ့စားမလို့3300နဲ့စားမယ်ဒါဆိုကျွန်တော်တို့ရတဲ့ပါဆန်ကဘယ်လောက်ရတော့0.02ပါဆန်ဆိုရမယ်လိုချင်တာကိုဒီစုစု sorry လိုချင်တာကိုဒီစုစုပေါင်းနဲ့စား100နဲ့မြောက်100နဲ့မြောက်ကားသိပြီနော်ဆိုရင်နော်66ကိုဒီပါနဲ့စားမလို့3300နဲ့စားမယ်ပါဆန်တော့ကျွန်တော်100နဲ့မြောက်မယ်နော်ဒါဆိုရင်0.02 0.02 100နဲ့မြောက်တော့ကျွန်တော်ဘယ်လောက်ရမလို့ 2%ပေါ့ဒါဆိုသူက Istanbul ဒီဘယ်လောက်ဖြစ်မလဲဆိုတော့ အဖေကပြောသွားတော့အမပေးရအောင်နော်အဖေကကိုယ့်ဘာကိုထည့်ရမယ်နော်ဒါဆိုအဖေဒီဘယ်လောက်ပါဆန်တော့2%ပါအဲ့တော့မေးခွန်းကတက်တက်မဲ့ချွတ်ချွတ်ခက်ခက်ကြီးဖြစ်အောင်မေးတာပါဒီ၄ရာတွေဘာတွေကိုတုံးတက်စရာမလိုဘူးနော်အဓိကကဘာလို့ဒီဟာလာဒီဒီ data ကိုပဲသုံးမယ်လို့ပြောတာ data data တမို့အတူတူပဲဆိုတော့ဒီ8%ဒီဒီမှာရတဲ့8%နဲ့အတူတူပဲအဲ့တော့ဒီ8 3360ဆိုတော့အဲ့ဒီ666 666ဒီ3360နဲ့နိုင်ရှင်းမယ်ဆိုရင်ဘယ်လောက်ပါဆန်လဲပေါ့နော်အဲ့တော့ပါဆန်မယ်ရှာရုံပါပဲနော်လိုချင်တာကိုဒီစုစုပေါင်းလဲစား100နဲ့မြောက်လာရပါပြီနော်ဟုတ်ပြီနောက်တစ်ခုနံပါတ်ဘယ်လောက်တော့ နံပါတ်4ပေါ့နော်နံပါတ်4မှာဒီစရားပေးထားတယ်ပေါ့ဗျာကျွန်တော်ဖတ်မှတ်ပြတော့လူတိုင်းဖတ်တတ်မလို့ကျွန်တော်လေ့ပါရနော် we 1 we 2 we 3 we 4အဲ့အတွက်ပေးထားတယ်ပြီးတော့ box spreading တို့ mattress ကိုပေးထားတယ်ပေါ့နော်တံပိုးတွေပေးထားတယ်ပေါ့ဒါကတော့စုစုပေါင်းအကုန် grand total တံပိုးပေါ့နော် grand total တံပိုးက386ရှိတယ်ပေါ့နော်အဲ unit so ပေါ့နော်ရောင်းရတဲ့ပမာဏတွေပေးထားရနော်အရောင်းပမာဏတွေပေးထားတယ်ပေါ့ဒါဆိုရင် which we accounted approximately 32% of all the bulk springs unit so အဲ့တော့ဘယ် week လဲလို့မေးရဖြစ်တယ်တော့ week align ပဲတွက်ပြုံးမယ်နော်အဲ့တော့ week align မှာဘယ်လောက်32ရာခိုင်နှုန်းရတာဘယ် week တဲ့တော့ဒါဆိုဘယ်လိုတွက်တော့ bulk spring အတွက်အဲ့ဆိုရင် bulk spring ရောဒီလိုချင်တာကိုဒီဘာနဲ့စားမလို့စုစုပေါင်းနဲ့စားမယ်တရားနဲ့မြောက်မယ်32ရာတဲ့အကောင်ကိုယူမယ်နော်ဒါဆို week 1အတွက်ဆိုရင်ကျွန်တော်38ကိုဒီဘာနဲ့စားမလို့85နဲ့စားမယ်တရားနဲ့မြောက်မယ်ဒါဆို44ကြောကြောရတယ်ဒါဆိုမဟုတ်သေးဘူး week 2အတွက်ဆိုရင်42ကိုဒီကျွန်တော်ဘာနဲ့စားမလို့တရား3နဲ့စားမယ်ဒါဆိုကျွန်တော်ဘယ်လောက်ရမလို့ 40ကြော်ကြော်လေးပဲရသေးတယ်40ဒသမ0.0ဆိုတော့ဒါလည်းမဟုတ်သေးဘူး V3 ဆိုရင်53ကိုဒီပါလဲစားမယ်လို့121နဲ့စားမယ်ဒါဆိုရင်43ကြော်ကြော်ရသေးတယ်မဟုတ်သေးဘူးနောက်ဆုံး V4 V4 ဆိုရင်34ကိုဒီပါလဲစားမယ်လို့89နဲ့စားမယ်အဲဒါလည်း44အဲတခုတော့လွင်နေပြီအဲခဏလေးနော်ကျွန်တော်ပြန်ဖတ်ကြည့်မယ်နော်အဲ့တော့ဘာတော့ပြောတာနော်မေးခွန်းကဘာမေးရနော်ဘယ် week က approximately 32% of the all ဘောက်စပရင်ယူနစ်ဆိုဘောက်စပရင်ဘောက်စပရင်ဘလောက်ရတာတော့32ရာခိုင်နှုန်းရတာဘယ်ဝိကလဲလို့မိတာနော်ကျွန်တော်ကဏ္ဍတော်တာမှားလားကျွန်တော်ကဏ္ဍတော်တာမှားလား ့ oh sorry 32ရာခိုင်နှုန်း off ပါလို့ကြတယ် off the bow spring so အဲ့တော့ကျွန်တော်တို့ကရာခိုင်နှုန်းဘယ်သူရာခိုင်နှုန်းလိုချင်တာတော့ off the bow spring so စုစုပေါင်းရောင်းရတဲ့ပမာဏကိုလိုချင်တာတင်ပါတော့ off the bow spring unit so เนาะဟုတ်လားတအိုရင်စုစုပေါင်းရောင်းရတဲ့ပမာဏဆိုတော့ပြောချင်တဲ့သဘောတရားကဒီ bow spring နဲ့ mattress စုစုပေါင်းကိုလိုချင်တာမဟုတ်ဘူးเนาะ mattress နဲ့ sorry bow spring နဲ့ mattress စုစုပေါင်းပေါင်းလိုက်ရတဲ့တန်ဖိုးကိုလိုချင်တာမဟုတ်ဘူးဘာကိုလိုချင်တာတော့ဒီ bow spring စုစုပေါင်းတန်ဖိုးနဲ့နှိုင်းရှင်းချင်တာကျွန်တော်နည်းနည်းလွှဲသွားရဲเนาะဆိုတော့ကျွန်တော်ဒီတန်ဖိုးနဲ့နှိုင်းရှင်းတာဖြစ်သွားရဲเนาะအဲ့တော့ဒီတန်ဖိုးနဲ့ဒီတန်ဖိုးနဲ့ ော့တော့မှာမဟုတ်ဘူးသူကဗာပြောထားတော့ all the bow spring unit ဆိုဆိုဗာလနဲ့ရှိရမှာတော့169နှစ်ရှိရမှာဒါဆိုကျွန်တော်ပြန်စားကြည့်မယ်နော် we want address ဆိုရင်38ကိုဒီ169စားမယ်100နဲ့နှောက်မယ်22တသမခွန်ဆိုတော့မယူဘူး week 2ဆိုရင်42ကိုဒီဗာနဲ့စားမယ်တော့169စားမယ်ဒါဆိုလည်း25ကျော်ကျော်ပဲမယူသေးဘူး week 3ဆိုရင်53ကိုဒီဗာနဲ့စားမယ်တော့169စားမယ်ဒါဆိုရင်ဘယ်လောက်ရမလို့38တသမခွန်ဆိုတော့အနည်းဆုံးဘယ်လောက်ယူလို့ရတော့32ယူလို့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့အဖြေဒီမှာဖြစ်မှာတော့ week 3ဖြစ်ပါမယ်เนาะ โอเคမေးခွန်းလေးတခြားဖတ်ဖို့လိုရယ်နော်သူပါစန့်ဒီဘယ်ဘောအခြေခံနဲ့ပါစန့်လဲဆိုတာကိုနည်းနည်းဖတ်ပြဖို့လိုရယ်နော်ဒါကတိုတယ်ဆေးမဟုတ်ပါဘူးဘာတိုတယ်ဘာတိုတယ်တိုတယ်ဆေးကိုလိုချင်တာမဟုတ်ပါဘူးနော်တိုတယ်ဆေးဘောအခြေခံတာမဟုတ်ပါဘူးဘယ်ဘောအခြေခံတာလိုချင်တာတော့ဘောက်စပရင်ယူနစ်ဆိုးဘောအခြေခံတာလိုချင်တာပါနော်ဒါလေးတခြားသိထားပါနော်နောက်တစ်ခုကျတော့ဘယ်ဘလောက်ပါစန့်တခြားပါစန့်နဲ့ကိုမေးရနော် of all units saw အဲ့တော့ all units saw came from week 2အဲ့တော့ဘာလို့ကျနော် all unit so ရဲ့ပမာဏနဲ့ဗာနဲ့ကိုနှိုင်းရှင်းချင်တာเนาะ v2 ရဲ့ပမာဏနဲ့ကိုနှိုင်းရှင်းချင်တာเนาะအဲ့တော့ all unit so ကဘယ်လောက်တော့ all unit so ကဘယ်လောက်တော့300နံပါတ် all unit so ကဟုတ်တယ်เนาะစုစုပေါင်းရတဲ့ပမာဏကဘယ်လောက်တော့386အဲ့ဒါကိုမှဘာလို့ကျင်တာတော့အဲ့ဒါကိုမှအဲဘာလို့ကျင်တာတော့ we do ပမာဏ we do ပမာဏကဘယ်လောက်တော့100 sorry 100နဲ့3เนาะ we do ပမာဏက100 3ဒါဆိုကျွန်တော်ဘာလို့ပါနေစားမလို့100နဲ့3ကိုဒီ 386နဲ့စာတရားနဲ့မြောက်ဆိုရင်26.88ဆိုတော့26.68ဆိုတော့29ယူလို့ရတယ်နော်ဟုတ်ကဲ့ရမယ်လို့ပြောနေပါတယ်နော်နံပါတ်5အထိအော်နံပါတ်6လေးပါဆက်တော့လိုက်မယ်နော်နံပါတ်6ကကျတော့ mattress accounted for approximately what percent mattress ရဲ့ percent ကိုလိုချင်တာဘယ်ပုံမူတည်မှာလဲဆိုတော့ all units so during week 1 week 1ရဲ့ V1 ရဲ့စုစုပေါင်းရောင်းရတဲ့ပမာဏဒါဆိုရင် V1 ရဲ့စုစုပေါင်းရောင်းရတာက85အဲ့ဒါကို matrix က49ဆိုတော့ကျွန်တော်တို့ဘာဝဒီပါနဲ့စားမလို့85ကိုဒီ49နဲ့စားရင်ရပြီပေါ့နော်အဲ့တော့အဲ sorry 49ကိုဒီ85နဲ့စားမယ်နော်85နဲ့စား100နဲ့မြောက်တော့ကျွန်တော်ဘယ်လောက်ရမလို့55.29ဆိုတော့55.3ကိုကျွန်တော်တို့ယူလို့ရတယ်ပေါ့ဟုတ်ကဲ့အားလုံးပဲရမယ်လို့မျှော်လင့်ပါတယ်နော်โอเคနံပါတ်ဘယ်လောက်တော့ဒါနံပါတ်6နော်โอเคနံပါတ် D ရပါတယ်နော်ဟုတ်ကဲ့ ားလုံးပဲရမယ်လို့ပြောလိုက်ပါတယ်နော်။အော်နောက်ဆုံးတစ်ခုကြံသေးရယ်နော်။နောက်ဆုံးတစ်ခုဒီပေါ်လေးကြံသေးတာ။ဟုတ်ပြီဒီပေါ်လေးကြံအောင်မယ်နော်။ခொနစ်ထီသွားမယ်ထင်တယ်ဒီကောင်ကနော်။ဟုတ်တယ်ခொနစ်ထီနော်။အဲ့တော့ခொနစ်ဒီမှာစသွားလိုက်မယ်နော်။ခொနစ်ကပါတော့ what was the approximate percent decrease in the number of mattress sold from V3 ရနေ V4 တက် mattress ဘယ်လောက်ရော့သွားတယ်တော့။အဲ့ဒါဆိုရင် V3 ရဘယ်လောက်တော့ V3 နဲ့ V4 68နဲ့61အဲ့ဆို61နဲ့43 with V ဘယ်လောက်လဲဘယ်လောက်တော့ sorry V3 to 4 68 43အဲ့ဆိုရင်4က5နဲ့ အဲ68က V3 ကဘယ်လောက်တော့ initial ပေါ့နော်ဒါဆိုရင် final value minus ဆိုတော့43အနှုတ်68အဲ့ဒါကိုဗာနဲ့စားမလို့68နဲ့စားမယ် final value minus initial over initial နဲ့စားမယ်ရတဲ့ဖြစ်ကိုကျွန်တော်တို့100နဲ့မြောက်မယ်ဒါဆိုရင်36.06ဆိုတော့ကျွန်တော်တို့အနည်းစားဆုံးဘယ်လောက်ယူလို့ရတော့39ယူလို့ရပါတယ်ပေါ့နော် ဟုတ်ကဲ့ပါစပို့စာလေးတွေကတော့နည်းနည်းလေးတွတ်တက်ရင်တော့နည်းနည်းနားလေဆိုရင်လွယ်တယ်နည်းနည်းနားမလဲနည်းနည်းရှုပ်တယ်ပေါ့နော်အဲ့တော့ကိုကကိုနည်းနည်းလေးကြိုးစားပြီးတွက်ကြည့်ပါနားမလဲတာရှိဘူးနားမလဲတာရှိရဆိုရင်တော့ကျွန်တော်တခြားလောက်ပြန်ပြောပြပါနော်ဒီကကျွန်တော်ဒီပိုင်းလေးနည်းနည်းလေးတိတ်နားမလဲလို့အဲတခြားတနည်းနည်းပေါ့နော်ထပ်ပြီးရှင်းပြပေးလို့ရလာဆိုရင်တော့ကျွန်တော်နောက်တနည်းပြောင်းပြီးတော့ရှင်းပြပေးပါမယ်နော်တည်တည်လေးပေါ့နော်ဒါတော်တော်များလွယ်သေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟိုနည်းနည်းမြန်မြန်လေးတွက်ပေးရပါပါနော်နည်းနည်းမြန်မြန်လေးတွက်တတ်တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့နားမလဲတာလေးရှိရဆိုရင်တော့ကျွန်တော်ပြန်ပြောပေးနော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်နော်